ပါကလေးတို့ရေဒီချဲကတော့ grade 4အသိပံသင်ကြားပေးမယ်ဒီချဲချမ်းဖြစ်ပါတယ်။အသိပံရဲ့အခန်းခုနှစ်အလင်းနှစ်အပံမှအပိုင်းနှစ်အတန်အတူအကျယ်နဲ့အကွာအဝေးကြောင့်ကိုဆက်ပြီးတော့ဒီချဲတို့လေ့လာကြမယ်။ကွာဝေးကအတန်တိုးကျင်းကျင်းနဲ့ဘလို့ဆက်ဆက်နေတယ်လေကျုပ်လေ့လာကြမယ်နော် တော့ဒီချေတို့တွေသိရတဲ့အတိုင်းပဲသဘာဝအတန်ရှိတယ်။ဒီချေတို့လူကပြုတ်လုတဲ့အတန်ရှိရယ်။တလေးဆန်တွေကပြုတ်လုတဲ့အတန်တွေဆိုပြီးတော့ဒီချေတို့တွေခွဲခြားနိုင်တယ်။အတန်ဟာတိုးလဲတိုးနိုင်တယ်လို့ကျင်းလင်းကျင်းနိုင်တယ်။အားကြောင့်မလို့တိုးသောအတန်နဲ့ကျဲသောအတန်ဆိုပြီးတော့ဒီချေတို့တွေသိကြပါတယ်။အရာဝတ္ထုတွေတုံခါခြင်းကြောင့်လည်းအတန်ဟာဖြစ်ပေါ်တယ်။အဲ့တော့တချို့အရာဝတ္ထုတွေတစ်ခုနဲ့တစ်ခုတုံခါခြင်းကြောင့်အဲ့လိုအတန်နေဖြတ်တန်းသွားလာနိုင်ဖို့တက်ကိုကြားခံနေလိုအပ်ပါတယ် အဲ့တော့လုပ်ငန်းတစ်ကလေးကိုကြည့်မယ်။အတန်အတိုးအကျယ်ကို ပုံမှန်မြင်ရတဲ့အတန်အတိုးအကျယ်အတိုင်းကရိယာစောင်းမီတာဖြစ်ဒက်စီဘယ်ဟုနော်တကယ်လို့အတိုင်းတယ်။သူ့ရဲ့ unit ကလေးကတော့ဒက်စီဘယ် dB ပေါ့နော်။ပတ်ဝန်းကျင်မှာကြားရတဲ့အတန်တွေကို တိုင်းတာထားတဲ့အတိုးအကျယ်တွေကိုတကယ်လို့ပုံဝန်းတကွာတကယ်လို့ဖော်ပြထားမယ်လေ့လာပြပါ။ကဲအဲ့တော့တကယ်လို့တွေက ဒီဘက်ကပုံလေးကတော့ဖုန်းနဲ့ပေါ့နော်တကယ်တော့ဒီဘက်ကအတန်တိုင်းနဲ့အတန်အတိုးကျယ်ကရိယာစောင့်မီတာမရှိခဲ့ဘူးဆိုလို့ရှိရင်ဖုန်းထဲမှာတကယ်တော့ထည့်ထားနိုင်ပါတယ်စောင့်မီတာအတန်အတိုးကျယ်အတိုင်းစနစ်ဆိုတဲ့ application လေးကိုထည့်ပြီးတော့ down ပြီးတော့သုံးပြုလို့ရပါတယ်ကွယ်ကဲတကယ်ကဇာတ်လေးကိုပြပေးထားမယ်အဲ့ဒီအတိုင်းပဲတအားတို့သမီးတို့ခံမှန်းထားဟာရဲ့တကယ်တအားတို့သမီးတို့ကဖုန်းလေးနဲ့ application down တာပဲဖြစ်ဖြစ်စောင့်မီတာနော်ကရိယာလေးရှိတာပဲဖြစ်ဖြစ်အဲ့ဒါလေးကို ကိုယ်တိုင်းပြန်ပြီးတော့လက်တွေ့တိုင်းပြီးတော့မှပြန်ပြီးတော့ဒီဇာတ်လေးထဲမှာဖြည့်ပေးပါနော်။ကဲတောက်သမီးတို့ဒီသင်ခန်းစာလေးကိုနားလည်မယ်လို့ထင်ပါတယ်။သင်ခန်းစာလေးကိုဒီမှာရက်ပြီးတော့နောက်စာသင်ချိန်မှာပြန်တွေ့မယ်နော်။ဒီချေတို့လုပ်ငန်းတွေကလေးကိုဆက်ပြီးတော့လေ့လာရအောင် အောက်ပါစကားပြောပုံတွေရဲ့ပြောသံတွေကိုကြည့်ပြီးတော့အတန်ထွက်ရနေရနဲ့အတန်နားထောင်ရနေရရဲ့အကွာအဝေးနဲ့အတန်အတိုးကျယ်လေးတွေကိုတချေတို့တွေတိုင်းပါမယ်။အတန်အတိုးဆုံးမှအကျယ်ဆုံးစီစဉ်ပြီးတော့ဇာတ်မာဖြည့်ဆွတ်ပါမယ်။ထိုင်ကုန်မှာထိုင်ပြီး အနာကတငယ်ချင်းကိုစကားပြောခြင်း အတန်းအပြင်ဘက်မှာအတန်းထဲကတငယ်ချင်းကိုပြောခြင်းပြီးနာနာကပ်၍တီတိုးစကားပြောခြင်းအတန်းတွင်းအရှိနေရာမှာတငယ်ချင်းအားပြောခြင်းကဲဇာတ်လေးကိုကြည့်ပေးပါအဲ့တော့တခြေတို့တွေကစကားပြောပုံကခုနကတီတိုးပြောခြင်းအဲ့တော့တီတိုးပြောခြင်းရဲ့အကွာအဝေးရဲ့မီတာလေးကတော့0မီတာအနားမှာရှိတာဟုတ်ကဲအဲ့တော့သူ့ရဲ့အတန်းအတိုးကျယ်လေးကဘယ်လောက်ပဲရှိမလဲဆိုလို့ရှိရင်10 dB ဘာလို့သမီးတို့လက်တွေပြုလုပ်ကြည့်ပါနော်ကဲနောက်တစ်ခုကကြတော့အတန်းအပြင်ဘက်ကနေပြီးတော့ဒီချေတို့ပြောမယ်အကွာအဝေးကအတန်းအပြင်ဘက်ရောက်သွားပြီဆိုတော့90မီတာရှိမယ်သူ့ရဲ့အတန်းအတိုးကျယ်လေးကတော့ဒီချေတို့က30 dB မှာရှိတယ်နောက်တစ်ခုကတော့အတန်းအရှိမပြောခြင်းအဲ့တော့ဒီကျဲကအတန်းရှိလေးမှရပ်ပြီးတော့ပြောတာပေါ့ကဲအဲ့ဒါလေးကတော့အကွာအဝေးက30မီတာရှိတယ်သူ့ရဲ့အတန်းတိုးကျယ်လေးကတော့90 dB ရှိတယ် နောက်တစ်ခုကတော့ဘေးထိုင်ကုန်းမှာတငယ်ချင်းနဲ့စကားပြောခြင်းအဲ့တော့ကိုဘေးကရှေ့တငယ်ချင်းနဲ့စကားပြောတယ်ဆိုတော့2မီတာရှိမယ်။အဲ့တော့သူ့ရဲ့အတန်အတိုးကျယ်လေးကတော့80 dB ရှိပါတယ်။ဒါလေးကိုတအား သမီးတို့ကလက်တွေ့ပြုလုပ်ကြည့်ပါနော်။ကဲတော့သမီးတို့ဒီသင်ခန်းစာလေးကိုနားလည်မယ်လို့ထင်ပါတယ်။သင်ခန်းစာလေးကိုဒီမှာရက်ပြီးတော့နောက်စာသင်ချိန်မှာပြန်တွေ့မယ်နော်။ ချေတို့လုပ်ငန်းသုံးလေးကိုလက်တွေ့ပြုလုပ်ကြရအောင်အတန်အတိုးကျယ်တိုင်းကရိယာနဲ့30စင်တီမီတာ200စင်တီမီတာဆိုတော့1မီတာအကွာတို့မှာတဲ့ဘုံကိုဝါတူဖြစ်လက်ဆတူခောက်ကြည့်ပါတဲ့ကဲအဲ့တော့တီချေတို့ကလက်ဆတူဆိုတော့အတန်ကဘာဖြစ်လဲပြင်းလဲမပြင်းရအောင်ပျော်လဲမပျော်ရအောင်ပေါ့နော်လက်ဆတူခောက်မယ်ကဲဒါလေးကိုတီချေတို့ကအရင်ပြုလုပ်မယ် တော့ဒီချေတို့ဟာအတန်တိုင်းကြိယာဆိုတဲ့စောင်းမီတာလေးရာဒီချေကတော့ဖုန်းနဲ့ application လေးဒောင်းမေးထားတယ်ဟုတ်ပြီနော်ကဲအဲ့တော့ဒီချေကဒီဟာလေးနဲ့ဒီချေကစောင်းမီတာတိုင်းပဲဗောနော်အတန်ကိုတိုင်းပါမယ်30 cm เนาะအကွာဝေးမှာဒီချေကသားတို့သမီးတို့တွေကိုเนาะအတန်တိုးကျယ်လေးတိုင်းပြပေးမယ်အဲ့တော့စောင်းမီတာလေးကိုတစ်ချက်သားတို့သမီးတို့ကမှတ်သားထားပေးနော်ကဲအဲ့ဒီချေက30 cm မှာစပြီးတော့တိုင်းပေးမယ်နော်ဟုတ်ပြီဘုံလေးကိုတီးပြပေးမယ် ကဲဟုတ်ပြီဒါကတော့30 cm မှာတစ်ချက်တည်ပြတာကဲဟုတ်ပြီ200 cm ဆိုတော့1မီတာအကွာဝေးဆိုတော့တစ်ချက်တင်လာပေါ့နော်เนาะ30ရတဲ့နည်းနည်းလေးတော့မြင့်မယ်အဲ့လောက်ကနေတစ်ချက်တည်ပြပေးမယ်နော် ယ်ဟုတ်ပြီเนาะဒါကတော့ဒီချေက30 cm အကွာနဲ့200 cm အကွာမှာဒီချေကလက်စ2ဒီချေကတိခောက်ပေးထားတာပါเนาะခောက်ပေးထားတာပါကဲဟုတ်ပြီနောက်တစ်ခွာကြတော့ဒီချေတို့တွေကဘာလဲဆိုရင်ပဲစစ်လေးတွေရဲ့တုံခါချင်းနဲ့เนาะတဲပဲစစ်လေးတွေရဲ့တုံခါချင်းကိုကြည့်မယ်ပြီးရင်အတန်တိုင်းကရိယာနဲ့အတန်အထူးချေလေးကိုတိုင်းပြပေးမယ် ကဲအဲ့တော့ဒီချေကပဲစီ၅စီအစာပေါ့နော်စောက်ထဲမှာတော့ပဲစီ၅စီလို့ရေးထားပေးမယ်ဒီချေကတော့ဆန်စီလေးကိုသုံးပြထားတာဖြစ်တဲ့အတွက်ဒီချေကတော့ဆန်စီလေးအနည်းငယ်ကိုဒီချေကပုံပုံတင်လိုက်မယ်ဟုတ်ပြီနော်သူကတော့လက်ဆမတူးလို့ပြောတာဖြစ်တဲ့အတွက်ကိုဒီချေကလက်ဆမတူးအောင်တီးမယ်အဲ့တော့ဒီချေကဘာဖြစ်လဲလက်ဆကိုဖြည်းဖြည်းလေးပေါ့နော်တစ်ခေါက်တီးမယ်ပြီးသွားလို့ရှိရင်နည်းနည်းလေးကျဉ်းကျဉ်းလေးပေါ့နည်းနည်းပြင်းပြင်းလေးတစ်ခေါက်တီးပေးမယ် ဟုတ်ပြီနော်။ဒါဆိုသမီးတို့ကအတန်တိုးချဲ့တိုင်းကရိယာရဲ့ဘာဖြစ်လဲတချေတို့အတန်လေးရဲ့တုံခါမှုကိုလည်းကြည့်ပြီးပြီးသွားလို့ရှိရင်ဆန်လေးရဲ့တုံခါမှုကိုလည်းဒါဆိုသမီးတို့ကြည့်ထားပြီနော်။ကဲအဲ့တော့ဒီချဲကစပါမယ်။ဟုတ်ပြီနော်ဒါကတော့ဒီချေကဖြည်းဖြည်းလေးနဲ့ဘာဖြစ်လဲပြပြော်လေးပေါ့နော်ဒီချေက

ကဲအဲ့ဒါဆိုလို့ရှိရင်တီချဲကလက်တွေပြုတ်လုပြီးပြီဆိုလို့ရှိရင်เนาะတားတို့သမီးတို့တီချဲနဲ့တူတူမေခွန်းလေးတွေကိုဖြည့်ကြည့်ရအောင်ကာကြီးဘုံကိုအတန်အတိုးကျယ်တိုင်းကရိယာနဲ့30စင်တီမီတာအကွာ200စင်တီမီတာဆိုတော့1မီတာအကွာတို့မှာထားပြီးတော့ခောက်ချင်းအဖြစ် ကြားရတဲ့အတန်တွေရဲ့အတိုးအကျယ်ကိုနှိုင်းရှင်ပါတဲ့ကဲဟုတ်ပြီအဲ့တော့တီချဲနဲ့တူတူအဖြည့်လေးဖြည့်ကြည့်ရအောင် 30စင်တီမီတာအကွာမှကြားရတဲ့အတန်သည်ကျယ်ပြီးတော့မှ200စင်တီမီတာအကွာမှလာတဲ့အတန်ဟာတိုးတာကိုသားတို့သမီးတို့တွေ့ရမယ်ဟုတ်ပြီနော်တကျယ်ကုန်ရတော့ဟာ100မီတာမှာလည်းသူပြပေးထားတယ်နော်အတန်တိုးကျယ်လေးဟုတ်ပြီနော်ကဲနောက်ထပ်မိကုန်းနံပါတ်ခါခွေပဲစီများမြင့်မြင့်တုန်ခါတဲ့အခါမှာကြားရတဲ့အတန်နဲ့ပဲစီများ နေနေတုန်ခါတဲ့အခါမှာကြားရတဲ့အတန်တို့ရဲ့အတိုးအကျယ်ကိုနှိုင်းရှင်ပါတယ်။သူကကြတော့အတန်တွေရဲ့အတိုးအကျယ်ကိုနှိုင်းရှင်ခိုင်းတာ။ကဲဟုတ်ပြီ။အမ်အဖြေလေးကတော့ဒီချေတို့က30စင်တီမီတာအကွာမှကြားရတဲ့အတန်ဟာဘာဖြစ်လဲ။ပို့ပြီးတော့ကျယ်ပြီးတော့မှ200စင်တီမီတာအကွာမှလာတဲ့အတန်ဟာတိုးပါတယ်။အဲ့တော့အဲ့ဒီအတိုင်းပဲပဲစေလေးရလေ။အဲ့ဒီအတိုင်းပါပဲเนาะအတူတူပဲဖြစ်ပါတယ်ကွယ်။ကဲဟုတ်ပြီ။မင်းကနံပါတ်ကငယ် တုံခါမှုအကွာအဝေးတို့သည်အတန်အတိုးအကျယ်နှင့်မြည်တို့ဆက်ဆက်နေပါသည်တဲ့ကဲအဲ့တော့ဒီကျန်တဲ့လူအဖြေလေးဖြေကြည့်ဟာဟုတ်ပြီအဖြေလေးကတော့ဝေးလို့ရှိရင်တော့အတန်တိုးပြီးတော့နီးလို့ရှိရင်အတန်ကျယ်ပါတယ်တုံခါမှုမြင့်ရင်အတန်ကျယ်ပြီးတော့တုံခါမှုနေလို့ရှိရင်အတန်တိုးတာကိုတွေ့ရပါမယ်အဲ့တော့တကယ်ကိုနည်းကလှုပ်ပြလိုက်တယ်လက်တွေလိုမျိုးပဲဟုတ်ပြီနော်သားတို့သမီးတို့အိမ်မှာလဲကိုတိုင်းလက်တွေလေးလှုပ်ပြီးတော့ဆန်းသက်လို့ရတယ်နော် တလိမ့်ဆန်လေးမှာဆိုရင်ပေါဝင်ကျင်ကဖြစ်ပေါ်တဲ့အတန်ကိုတကယ်လို့နားချောင်းကြားရတယ်အဲ့တော့နားခန္ဓာကိုယ်မှာရှိတဲ့အာယုံခံနိုင်တဲ့အင်္ဂါအစိတ်အပိုင်း၅ခုတည်းကတခုဖြစ်ပါတယ်အတန်ဒီလေတွေရေတွေအမျိုးမျိုးသောအရာဝတ္ထုကိုဖြတ်သန်းပြီးတော့လှိုင်းအဖြစ်နဲ့ခန္ဓာကိုယ်မှာရှိတဲ့နားသို့ရောက်ပြီးတော့မှကြားရတယ်အတန်ကိုတကယ်လို့မမြင်နိုင်ဘူးဒါပေမဲ့အတန်ရဲ့တုန်ခံမှုကိုတော့တကယ်လို့နားနဲ့ခံစားနိုင်တယ် တဆက်ကမှာဖြစ်ပေါ်လိုက်တဲ့တုံခါမှုကိုတကယ်လို့ကျိန်နှုံးလို့သတ်မှတ်တယ်။သူကဘာနဲ့ဖော်ပြလဲဆိုလို့ရှိရင် has နဲ့ဖော်ပြပါတယ်။အဲ့တော့တဆက်ကမှာဆိုလို့ရှိရင်ဒချိန်တုံခါလို့ရှိလို့ရှိရင် one has ဆိုပြီးတော့သတ်မှတ်ပါတယ်။အဲ့တော့ကျိန်နှုံးနဲလို့ရှိရင်အတန်နဲ့ကိုဖြစ်ပေါ်စေပြီးတော့ကျိန်နှုံးများလို့ရှိရင်တော့အတန်အမြင့်ကိုဖြစ်ပေါ်စေပါတယ်။လူတွေရဲ့နားမှာဆိုလို့ရှိရင်လက်ခံနိုင်တဲ့ကျိန်နှုံးရှိတယ်။ရေးဘွားအဖြစ်ကျမ်းမာတဲ့တကယ်လို့လူငယ်တွေမှာဆိုလို့ရှိရင်တော့ 20 hertz ကနေပြီးတော့မှ2000 hertz ကြားမှာကြားနိုင်ပါတယ်အတန်ကိုနားထောင်တဲ့နေချက်ကလေးအဲ့ဒီနေချက်ကလေးမှာဆိုလို့ရှိရင်အတန်ကိုကျဲလောင်စွာနားထောင်ခြင်းဟာတကယ်လို့နားအတွက်ဘာဖြစ်လဲအစင်မပြူဘူးတွေဖြစ်ပေါ်တယ်။ဘာဖြစ်တဲ့အတွက်ကို နားကိုဘာဖြစ်လဲပျက်စီးစေနိုင်ပါတယ်။အဲ့တော့ဒီချေတို့တွေအရာဝတ္ထုတွေတုံခါလို့ရှိရင်အတန်ထွက်ပေါ်တာကိုသားတို့သမီးတို့တွေလည်းသိပါလိမ့်မယ်။အတန်အတိုးအကျေကိုတော့အတန်အတိုးအကျေတိုင်းကြိယာနဲ့တိုင်းတာနိုင်တယ် ဒက်စီဘယ်ဆိုတဲ့ unit နဲ့သူ့ကိုတိုင်းတာပါတယ်။အတန်ထွက်တဲ့ပစ္စည်းတူလို့ရှိရင်အတန်ထွက်ရနေရနဲ့အတန်ကြားရနေရအကွာအဝေးဟာအတန်အတိုးအကျယ်နဲ့ဆက်ဆက်မှုရှိတယ်။နင်းလို့ရှိရင်အတန်အကျယ်ကြီးကြားရပြီးတော့ဝေးသွားလို့ရှိရင်တော့အတန်တိုးတိုးလေးပဲကြားရပါတော့တယ်။ကဲတောက်သမီးတို့ဒီသင်္ကန်းစာလေးကိုနားလည်မယ်လို့ထင်ပါတယ်။သင်္ကန်းစာလေးကိုဒီမှာရက်ပြီးတော့နောက်စာသင်ချိန်မှာပြန်တွေ့မယ်နော်။